။အရင်မွေးမွေးပြီးချင်းနဲ့ဖျက်ဖျက်ထောက်သွားဆိုတော့အဲ့လိုဟိုခရီးနဲ့ပတ်သက်တဲ့အကြောင်းအရာဘာညာဘာမှဘာမှလည်းမသိဘူးပေါ့နော်။အာမဟုတ်ပေပေကကြတော့ကျွန်တော်လည်းမသိရဟိုတခါမသိဘူးအဲ့လို။အဲ့ဒါနဲ့ပတ်သက်ပြောရမှာဆိုရင်တော့အဲ့လိုဟိုကြီးကြီးမားမားအဖေမရှိလို့တရားငံရတဲ့ဟာကြီးတော့မရှိဘူး။ဒါဆိုတော့အမေရဲအမေရဲဗီယန်ကိုလည်းမျိုးပြပြဆောင်ထားတယ်သူတတ်နိုင်တယ်တော့စူးစမ်းပြီးလုပ်ပေးတယ်။ပြီးတော့ဗီယန်ကိုအတော်ရီရလည်းအဲ့လိုမျိုးချက်ပေးရယူဆိုင်ပြီးတော့ဆိုတော့အဲ့လိုအဖေနဲ့ပတ်သက်ပြီးတော့ဆရာနဲ့မရှိဘူး။အာတော်တော်ပြင်းမှန်းခဲ့ရတာပေါ့နော်။အဲ့လိုဗီယန် ဟိုအောက်ခြေရိုင်းတွေတက်တာလူဆိုတော့ငါလို့ဟိုအရင်ကဆိုလည်းအိမ်ကားနေရတာပါအဲ့လိုအများကြီးတော့ရှိကြပါတော့နော်ဒါပေမဲ့ဒါကြီးကအများကြီးတော့ငါပြောတော့ပါပြောရင်လည်းဓမ္မကင်းပြောမှာဆိုအဲ့လို ပုံမှန်ပွဲသက်ဆိုကျွန်တော်တို့ပုံမှန်တက်တာဆိုရင်အဲ့လိုဟိုစုပ်ဒီပါဝင်ပြီးတက်ရတယ်ပေါ့နော်ဒါပေမဲ့အခုကျတော့ကျွန်တော်ပုံမှန်ပွဲသက်ဟိုဒီတိုင်းပုံမှန်အပေါ်အပြင်မှာဝင်နေကြအဲရိုးပေါ့ပေါ့ပါပါလေးနဲ့ပွဲသက်ရဆိုကွန်မော်ဒီဖြစ်ပါပါအာဒီ the best one ဟာသူရင်ချန်နေစီးတီးမှာကျွန်တော်တို့အာ combination နဲ့ကိုရင်းနေဆိုပြီးတော့တုံးရက်ချင်းမှာပေါ့နော်အခုအာဒီနေ့ရှင်းရနေပေါ့နော်ရှင်းနေမှာလဲကျွန်တော် the best one ဟာဒီချန်နေစီးမှာချင်းမှာနေပါတယ်အဲ့တော့ the best one ကိုအားပေးတယ်အာအားပေးလူရောပြီးတော့အာကျွန်တော်ချစ်တဲ့လူရောအာလာပေးဖို့ကျွန်တော်ဖိတ်ပါချင်ပါခင်ဗျအာ တပတ်ဆောင်ရပေါ့နော်ကျွန်တော်တို့စပြီးတော့ဟိုရေရင်စပီးစပြီးတော့ဖြစ်လာတဲ့အချိန်တည်းကနေစပြီးတော့ပေါ့နော်တို့ဟိုစပြီးတော့တို့ပွဲတက်ဖို့ခေါ်တာကြီးတို့ဟိုဖြစ်လာပြီပေါ့လောက်ရပေါ့နော်အဲ့တော့အာပိတ်တဲ့ရေကုန်လုံးလည်းတပတ်ဆောင်ဟောအများကြီးအပြည့်ဖို့ပြတ်နေမှာနော်ဘီယန်အဲ့လိုတိုင်းနာဆက်လို့နေမယ်ဘီယန်ကင်ရင်ဆက်တော့အဲ့လိုအဲ့လိုဖြစ်နေတာနေပါမှာဟုတ်ကင်ရင်မွန်နေပါတယ်ကောင်းပါဟုတ်ဟုတ်ဘာကမှမတတ်ဘူးမြန်မာစကားပဲတတ်တယ်ဟုတ်တယ်ဘီယန် ကရင်ဆိုမြန်မာလို့ပအံမဝေးပြီးတော့လာသားရွယ်နေပဲရန်ကုန်ပြန်ရောက်လာတော့အဲ့လိုအဖေဘက်ကအဖေဘက်ကအဖေရအဖေရကရင်ကရင်မောကြတော့မောကကြတော့အဲ့လိုဘယံအဖိုးအဖိုးကမောအဲ့လိုမျိုးဩအဲ့လိုအဖေရတော့ပမာပမာပဲတင်းတော့တင်းနေတာဒါတင်းမင်းတင်းမင်းလို့မရှိလို့ရှိရင်တော့တင်းနေမှာပဲအာ မဟုတ်ပပရကျတော့ကျွန်တော်လည်းမတွေ့ရဟိုတခါမတွေ့ဘူးအဲ့မမင်းနဲ့ပဲနေရပါဟုတ်မိသားစုရှင်နေဆိုမမင်းနဲ့တော့ရှိပါတယ်တခြားဟိုအဖေနဲ့ကမတွေ့ဘူးဆိုတော့အဖေနဲ့ကဘာမှလို့ပြင်နေရောမရှိဘူးအမ်ဘာလို့လဲဆိုတော့တွေ့ရရင်မွေးမွေးပြီးချင်းနဲ့ကပပရထောက်သွားဆိုတော့အဲ့လိုဟိုပြင်နေပတ်သက်တဲ့အကြောင်းအရာဘာညာဘာမှဘာမှတော့မသိဘူးပေါ့နော်ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြောရမှာဆိုရင်တော့အဲ့လိုဟိုကြည်ကြည်မမအဖေမရှိလို့ဆက်ရငံရတဲ့ဟာကြီးတော့မရှိဘူးဆိုတော့အမေရအမေရတဲ့ဘီယန်ကိုဘယ်လိုမျိုးပြပြဆောင်ထားရ ည်းသူတက်နိုင်တယ်တော့စူးစမ်းပြီးလုပ်ပေးတယ်ပြီးတော့ VPN ဟိုအတော်တွေကလည်းအဲ့လိုမျိုးချက်ပေးရယူဆိုင်ပြီးတော့ဆိုတော့အဲ့လိုအဖေနဲ့ပတ်သက်ပြီးတော့ဆရာနေမှုမရှိဘူးအာတော်တော်ပင်ပန်းခဲ့ရတာပေါ့နော်အဲ့လို န်ဟိုအောက်ခြေရန်တွေတက်တာလူဆိုတော့တင်မလားလို့ဟိုအရင်ကဆိုလည်းဒီလိုအိမ်ကားနေရတာပါအဲ့လိုအများကြီးတော့ရှိတာပေါ့နော်ဒါပေမဲ့ဒါကြီးကအများကြီးတော့မပြောတော့ပါပြောရင်လည်းဒါမှကိနေပြောမှာလို့အဲ့လိုမဟုတ်အကုန်လုံးဟိုကလေးဟိုဘာလဲဘယ်လိုပြောမလဲအဲ့လို broken family ဖြစ်နေတဲ့လူမှဘာညာတော့မဟုတ်ပါဘူးအကုန်လုံးဒီမှာအကိုဘွားနဲ့ကိုဘောနော်ဆိုတော့အကုန်လုံးကရုံးငယ်လှရှားနေတဲ့လူဆိုတော့အကုန်လုံးတော့လေးစားပါတော့ငငယ်ကတော့ရှိတယ်ငငယ်တော့ရှိတယ်တော့အဖေမေးချင်တဲ့မေးခွန်းကလည်းရှိနေတော့ဒါပေမဲ့အခုကတော့ကိုယ့်ကိုယ်လိုစင်ပြနေပြီဆိုတော့လည်း ထားလိုက်ပါဦး။စိုက်နာတာဆိုတော့ဟိုခုနပြောသူမနော်ဟိုအဖေကငွေရတယ်မသိဘူး၊ပြီလည်းမသိဘူးဆိုတော့အဲ့လိုမျိုးဘာမှ opinion ကအဲ့လိုကြီးတော့မရှိဘူး။မရှိဘူးလို့ပဲတတ်မှတ်ထားတာပေါ့နော်။အဲ့လိုအဲ့လိုဖြစ်နေတာပေါ့။ဘာလို့ one minute တော့ပေါ့နော်။ဒါပေမဲ့နိုင်ငံကတော့အဲ့လိုဝန်နေတဲ့အခါကြီးတော့ရှိရပါတယ်နော်။အခုမှပြောရရင်လည်းအခုဆုံးပြောမယ်ဆိုလို့စုပွေးပွဲပါညာပါကျွန်တော်နိုင်ငံကစားတော့စားတော့သူငယ်နဲ့တုံးနေပြီပါပဲ။အဲ့ဒီတော့စားတော့အဲ့ဒီတော့စားယူခဲ့ အဲ့ဒီအဲ့တကယ်တမ်းတော့တောင်းတန်းကြီးကျွန်တော်အဲ့လိုအမြဲတမ်းကြောင်းမှဟိုဗါလဲသူ့တွေပါတက်ယူရ1 2 3ဝင်တယ်ဝင်တိုင်းချင်းညရင်အဲ့မှာဟိုမီတာစုအဲ့လိုမျိုးဆိုတာခေါ်တယ်ပေါ့နော်ဒီမှာအဲ့လိုအဖေမေးလာအဲ့ချင်းညရင်တော့ဟိုအမေလည်းမလာနဲ့အဖေလည်းမလာနဲ့ဆိုတော့နည်းနည်းတော့ဝင်နေတာပေါ့နော်အဲ့ချင်းလေးပါပဲအဲ့နောက်ပါကျွန်တော်အစာမတော်ပြည့်တော့လဲအဲ့ဒါကြောင့်လည်းပတ်မထင်းနဲ့ချက်လာချက်တာချက်တာချက်တာကျွန်တော်မေးတော့အရင်ချက်တာမမပိုင်းလေးလားမမပိုင်းလေးအာဒီအာ ခုနဗီရန်ပြောခဲ့သလိုပဲပေါ့နော်ဗီရန်တို့ဒီ the best one ဆိုရင်နေ့စဉ်တိုင်းဗီရန်ကလေးချစ်တယ်ပိတ်သက်တွေချစ်တယ်အာဥပညာရှင်တွေအများကြီးကိုအဲ့လိုမျိုးဖိတ်ခေါ်ပြီးတော့ပွဲလေးကျင်းပပေးရဖြစ်တဲ့အကြောင်း the best one ကိုလည်းအဆင်မပြေအားပေးဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ကြပါတယ်အာနောက်နေ့ခုနှစ်နှစ်ရှင်းနေ့၉ရက်နေ့ဆိုပြီး၃ရက်ကျင်းပမှာလို့အာဒီနေ့ဗီရန်မလက်ဖြန်၉ရက်နေ့မှာလည်းဂျိုင်းစစ်တီမှာပွဲရှိတရားမို့လို့အားလုံးလောက်ကဲဖို့ဖိတ်ခေါ်ကြပါတယ်ခင်ဗျာ